အစိုးမြင်ခြင်းစိုးရင်တော့ကရောက်ခြင်းပူပန်ဝန်းနေခြင်းတို့ကို စိတ်ထဲတွင်တတ်နိုင်သမျှမဖြစ်ပေါ်လာစေရန်တတိထားသင့်ပါတယ်ဘဝဆိုသည်မှာ ပူဆွေးနေရန်နှင့်စိုးရင်နေရန်အတွက်အချိန်မရှိဟုသတ်မှတ်ခါနေထိုင်သင့်ပါတယ်မပူဆွေးရမစိုးရင်ရဟု ဆိုလိုခြင်းမဟုတ်ပါ ပူဆွေးတော့ကရောက်နေ၍ဘာရီအကျိုးဖြစ်လာမည်နည်းဆိုခြင်းကို တွေးဆရန်သာဖြစ်ပါရဲ့ဘဝဆိုဒီမှာအမှောင်နေကြီးရောက်နေမည်မဟုတ်ပါနီလန်းကြံစနေထိုင်တတ်သူအတွက်ဘဝဆိုဒီမှာကျေနပ်စရာတွေကြီးဖြစ်နိုင်ပါတယ်ကိုစိတ်ကိုကိုပြထမ်းသလိုကိုဘဝကိုလည်းကိုသာပြထမ်းရပါလိမ့်မယ်ငါသာလင်ငါဘဝဤအရှင်သခင်ဆိုသော စိတ်ဓာတ်မျိုးထားနိုင်သူသာ ဘဝတွင်ပျော်ရွှင်စွာနေထိုင်နိုင်သူ ဖြစ်ပါလိမ့်မယ်။လူတယောက်တွင်မိမိရုပ်ပိုင်းဆိုင်ရာတန်ဆွမ်းကြံ့ခိုင်လာစေရန်ဖြည်းဖြည်းချင်းတည်ဆောက်လာရသလိုစိတ်ပိုင်းဆိုင်ရာရင်ကျက်လာစေရန်လည်းဖြည်းဖြည်းချင်းတည်ဆောက်ပြုပြင်ယူရပါတယ်။စိတ်သည်ဖန်တီးမှုအတွက်အဓိကကျသည့်အစိတ်အပိုင်းဖြစ်ပါတယ်။လူတယောက်တွင်လက်ချောင်းလေးတစ်ချောင်းမတော်တဆပြတ်သွားသဖြင့်မထီကိုင်းဟုဆိုနိုင်တော်လဲ စိတ်ကိုနည်းနည်းလေးမျှအပေါင်းအပဲ့မခံရစေရန်ကြိုးစားရပါမယ်။စိတ်ထဲတွင် ပူပန်သောကများနှင့်ထာဝရနေထိုင်ရသူမှာတခုခုကိုဆုံးရှုံးနေသူများဖြစ်နေပါရဲ့။အထီးကျန်ခြင်း၊စိတ်တက်ကြခြင်း၊ဒေါသထွက်ခြင်း၊အစိုးမြင်ခြင်းတွေကနောက်ဆက်တွဲအဖြစ်ပါလာပြီး လောကကိုအစိုးမြင်သွားစေနိုင်ပါရဲ့။စာတအုပ်ကိုဖတ်သည်ဖြစ်စေ၊ပန်းတပွင့်ကို ရှုမြင်သည်ဖြစ်စေ စိတ်ထဲတွင်ဖြစ်ပေါ်နေသည့်ခံစားချက်ဝင်းကျင်အနေထားအလိုက်ရှုမြင်သုံးသပ်ပုံချင်းမတူညီနိုင်ပါအကောင်းတွေးမှ အကောင်းမြင်နိုင်ပြီးအလားတရားကိုခံစားနိုင်ပါလိမ့်မယ်အဆိုးတွေးပြီးအဆိုးမြင်နေလျင်မိမိမျက်စိအောက်ရှိ အလားတရားတွေကပျောက်ဆုံးသွားနိုင်ပါတယ်ဘဝကိုတည်ဆောက်ရာတွင်မျက်လုံးနှလုံးဖွင့်လိုက်ကလေးကမိုးရွာနေသောကြောင့်ရာသီဥတုကလည်းစိုးလိုက်တာ ဒီနေ့အဖို့ဘာမှလှုပ်ပြစ်မှာမဟုတ်တော့ပါဘူးဆိုသည့်အတွေးမျိုးဖြင့်စလိုက်ရင်ဘာတခုမှလှုပ်ချင်တော့မည်မဟုတ်ပါ မိုးရီရွာလိုက်တာအပြင်ထွက်လို့မဖြစ်တော့အိမ်အလုပ်တွေ ပြီးအောင်လုပ်ရမယ်မဖက်ရသေးတဲ့စာအုပ်ဖက်ရမယ်လက်စမတက်နိုင်သေးတဲ့စာရီကိုပြီးအောင်ရေးရတော့မယ်စသဖြင့်အကောင့်ဘက်ကဖြစ်နိုင်သည်ကိုရှာကြံတွေးကအကောင့်မြင်စိတ်ဖြင့်နေ့တစ်နေ့တာကိုစတင်သင်ပါရစေ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေးများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။